မကြောက်နဲ့ဟန်တာရီမဟန်တာရီမင်းကြီးတော့အင်ရှိဥပရာသာကိုရိုင်းတဦးကခြေလျက်ဘိုပါအလုံးရင်များစွာနဲ့ခြေတက်လှုပ်ကြံသည့်ဆိုကလေးကပင်တွေးဆောင်တိုက်ခိုက်ရလေသမျှအင်းဝါတများမှရှုံးတီကသာများလျက်နိုင်လိုက်ရသည်ဟူသောပွဲကနေပါလှသောကြောင့်တတက်ပြီးတတက်လန်လျက်ဟန်တာရီတများသည်တနေ့ထက်တနေ့အင်းဝါရွှေမြို့တော်နှင့်နီးကပ်လာသဖြင့်အင်းဝါသားတို့လက်လျှော့အညံ့ခံရတော့မလား စိတ်အားငယ်လျက်ရှိကြလေ၏ထိုနေ့လေပန်းပေါချောင်းတွင် အင်းဝသားတို့တအူးကင်းဆောင်ထားသောတက်များနှင့်ဟန်သာရီမင်းညီတော်၏တက်များအမှတ်မဲ့တွေ့ကြ၍တိုက်ခိုက်ကြရာ ဟန်သာရီသားတို့ဘက်မှပါလာသောဘရင်ဂျီကလားတက်များ၏တနတ်စိန်ပြောင်းထူထပ်များပြားလှသောကြောင့်ညနေဆောင်၍နေဝင်လူစဲစဲရှိသောအခါ တက်ပြို၍ဖျို့ဖျဲဖြစ်ကတက်သားတက်မှုတို့မှခြေဦးတည့်ရာပြေးကြရလေ၏အချိန်မှာ တက်ကြီးကောင်းချကြက်တုံပီးစဖြစ်လေ၏စစ်မှန်နီးလာပြီဟုဆိုကလေးကအတိုက်ခိုက်များမှဝေးရာသို့ဖုံးတော်ကြီးများရှောင်ခွာထွက်သွားသဖြင့်ကျောင်းနေယဟန်တန်ကမရှိသောကျောင်းကြီးအောက်ထက်၌ရခင်ကတက်ပြက်၍ပြေးခဲ့သောစစ်တီသုံးတို့သည်မှောင်ထဲတွင်ငြိမ်သက်စွာထိုင်၍နေကြရမှတယောက်သောစစ်တီကဟေ့ဘုံမင်းလာမှလာပါဦးမလားမတော်တဆဖြုံးကနေဒီဘက်တက်ဖြီလာလို့တို့သုံးယောက်ထင်းနဲ့ ရန်သူလက်ထက်ရောက်သွားမှာသိုးရင်ရတယ်။မရောက်တဲ့အတူတူတော့သွားကြတာပဲကောင်းပါရဲ့ထင်တယ်ဟုပြောရာတယောက်ကဒီကငါမလာမချင်းစောင့်နေကြလို့တေးသေးချာချာမှားလိုက်တာပဲ။သူမလာပဲသွားနှင်လို့အမိတ်မနာခံရလဲကြာနေုံပဲ။မတော်တဆဟန်ဒါရီတက်ကြလာရင်လဲငါတို့၃ယောက်ထဲညင်းနေပဲကွာ။လွတ်နိုင်ပါတယ်ဟုဆိုရွေးမြမပြီးသေးမီ။ညင်းတစီကြောက်အောင်တို့ဝင်လာ၍မြင်းပေါ်မှာ၎င်းတို့မျောနေကြသော တပ်ဘူမင်းရဲ့ကြော်ဆင်းလာ၍ဟေးအသိရှိကြရဲ့လားသွားကြဆိုရဲ့ဘာရီတော်တက်ချောင်းဖျားမှာစောင့်နေတည်းတက်မတော်ကို ပြန်မှပဲဟုပြော၍တက်သား၃ယောက်တို့သည်ထ၍မြင်းများကိုဆွဲကြရာတက်သားတစ်ယောက်ဖြစ်သော ထွေးညူကဩဒါထက်ကျောင်းပေါ်မှာခုန်နေတဲ့တငယ်မလည်းခေါ်သွားမှကောင်းလိမ့်မယ်ဟုပြောရာငလွင်ဆိုသူတက်သားကအိုးအရေးထဲမှာနှောက်နေအောင်မိမပါဖြစ်လို့ခေါ်ဦးမှာတော့ သူ့ခေါ်ရင်ကြာနေဦးမယ်မခေါ်လို့မဖြစ်ဘူးဟန်ဒါရီတက်ဒီကို ရောက်မှာအမှန်ပဲရောက်လို့ကျောင်းကိုမီးတင်ရင် အရှင်လက်လက်သေနေလိမ့်မယ်ဟိုးကွာဟန်ဒါရီသားတွေက မိမဆိုရင်အသက်ချမ်းသာပေးပါရဲတတ်မယ်မဟုတ်ပါဘူးမပြောတတ်ဘူးကွာစိတ်ရေးမရေးတဲ့မှာဆိုတော့မိမယောက်ျားမခွဲကြဘူးငါတော့စိတ်မချဘူးခေါ်သွားတာပဲကောင်းတယ်ပြီးတော့မင်းလည်းအတိသာဒီတငယ်မခင်ဖြူးဆိုတာ ကွေးတောက်ကြီးဘိုကွန်ရဲ့တူမကွယ်တော်ကြတော့တို့ကိုပြစ်ထားခဲ့ရမလားလို့တသက်လုံးပြောစမှတ်ကြီးဖြစ်နေမှာစိုးရင်ရတယ်ခေါ်မှပဲကောင်းမယ်ဟုငင်းခုန်နေကြရာနားထောင်နေသောဘိုမင်းရဲ့ကြော်ကအေးတိလျက်သားနဲ့ပြစ်ထားခဲ့တယ်ဆိုတာမကောင်းဘူးလာမင်းလဲလိုက်ခဲ့ငါတက်ပြီးခေါ်မယ်ဟု ဆို၍ခွေးညို့ကိုခေါ်၍မှောင်ထဲတွင်ចောင်းလေကားကိုဆမ်း၍တက်သွားကြပြီလင်း လေကားထိတ်လေကားထတ်သို့ရောက်ကြသောအခါကြောင်းခမ်းမတကားကိုပိတ်ထားလျက်အတွဲမှမိကလေးတလက်လက်နေသည်ကို တွေ့ရသောကြောင့်မင်းရဲ့ကျော်ကတကားကို တရိုးနှင့်ခတ်တတာခောက်က ခင်ဖြူခင်ဖြူဟုခေါ်ရာ ရုတ်တရက်ပြန်၍ထူခြင်းတစုံတရာမရှိပဲတိတ်နေပြီးအတန်ကြာမှအတွင်းကဘာတူလဲကြောက်တက်ဖို့မင်းရဲ့ကျော်ပါဘာကိစ္စလဲအခုညနေကတက်ပြက်လို့နောက်ကိုဆုတ်လာရတယ် အခုလဲဟန်သာရီတက်တွေဒီကိုခြိလာတယ်ဒီမှာကြကြနေလို့မဖြစ်ဘူးအခုပဲဘာရီတော်တက်ရှိရာချောင်းဖျားကိုပြန်ရမယ်ရှင်တို့တက်ပြက်ပြီးဟန်သာရီသားတွေကို အရှုံးပေးခဲ့ရသလားဟုတ်တယ်အေရှင်မင်းကိုယ်တိုင်ခြိလာတဲ့တက်နဲ့တွေ့လို့ရှုံးနေရှင်တို့ဟန်သာရီသားတွေကို ကြောက်လို့အခုပြေးမလို့ပေါ့လေသူတို့ကတက်အားကြီးတယ်မပြေးရင်တေကုန်လိမ့်မယ်။အော်ရှင်တို့တေးရမှာကြောက်ကြသလား။အိုးဘာရီပြောနေသလဲ။ နောက်ကတက်တွေနီးလာပြီအချိန်မရှိဘူးအခုချက်ချင်းထွက်နေမှလွတ်မယ်ထွက်ခဲ့ပါဘာဖြစ်လို့ရောမင်းကိုဒီမှာထားခဲ့လို့မဖြစ်ဘူးဟန်သာရီသားတွေလာရင် အသက်ချမ်းသာပေးမှာမဟုတ်ဘူးလိုက်ခဲ့ပါ ကျမကိုတေရမှာကြောက်တယ်ထင်လို့လာခေါ်သလားရှင်တို့သာ အသက်ကလေးတစ်ချောင်းတေရမှာကြောက်လို့ဟန်သာရီသားရှိက ခွေးပြေးပြေးသလိုပြေးကြကျမတော့ကြောက်လို့ပြေးရတယ်ဆိုတဲ့စကားကိုရှက်တယ်တေချင်းတေပါသေးဟန်သာရီသားလောက် ကြောက်လို့တော့မပြေဘူး။အိုးကြောက်ကြောက်မကြောက်ကြောက်ထွက်ခဲ့ပါ။အချိန်မရှိဘူး။မင်းအတွက်နဲ့ငါတို့အားလုံးမိကုံပါလိမ့်မယ်။မထွက်ဘူးမကြောက်ဘူး။ရှင်တို့မိသွားမှကြောက်ရင် ပြေးချဟုပြောသဖြင့်မူလားကတိုက်တွန်းသော ထွေးညိုပင်လင်းစိတ်တူ၍လာသဖြင့်ကဲပုံမေသူ့ခေါ်နေရတာနဲ့အချိန်ကုန်လှပြီ။ဒီလောက်တောင်အသေးခံခြင်းနဲ့ဟာမှထားခဲ့ပြီတော့ကျွန်တော်တို့ဝေတရားကုန်လောက်ပါပြီ။ကြွပါသွားကြစို့ရဲ့ဟုခေါ်တော်လဲမင်းရဲ့ကြော်သည် မတုံမလုံ အတန်ကြာတွင်းနေပြီးမှခင်ဖြူမေးမလိုက်ဘူးလားဟု မေးပြန်ရာ အတွင်းကမလိုက်ဘူးဟုပြန်ပြောသဖြင့်မင်းရဲ့ကြော်သည်လက်သီးကိုဆုပ်၍တစ်ချိန်နှစ်ချိန်ချိန်ဆနေပြီးမှကဲမလိုက်ဘူးတဲ့မင်းတို့သုံးယောက်သွားပြီတော့အိုးဘိုးမင်းကောသူမမလိုက်ပဲတယောက်တီးထားခဲ့လို့တော်မလားငါစောင့်နေရေးရမှာပေါ့မဟုတ်တာဟန်သာရီသားတွေလာရင်ဘိုးမင်းတိန်နေပါမယ်ဟုပြောကား မနေရရန်အတန်တန်ပြောတော်လေမရသဖြင့်နောက်ဆုံးတွင် အချိန်လဲကုန်လာပြီဖြစ်၍မတတ်တာသဖြင့်တတ်သား၃ယောက်မြင်းကိုစီနှင့်ထွက်သွားရလေ၏မင်းရဲ့ကျော်လဲတကားရှိရင်ထိုင်လျက်တကားတွေးမှ ခင်ဖြူစိတ်နေစိတ်ထားစမ်းကြယ်ပုံများကို တွေးတောဝေခွဲ၍မရနိုင်ပဲဖြစ်က၎င်းခင်ဖြူအားယခုမှပင် ကြားဘူးလျက်ဖြူသည်မဲသည်မျှမိမိတခါတရံမြင်ဘူးသေးသည်မဟုတ်ကြောင်းကို တွေးမိသဖြင့် မြင်လိုသော စန္ဒာများပေါ်လာသဖြင့်တကားနီးသို့ကပ်ကာခဲဖြူဟု ခေါ်လိုက်ရာအတွင်းမှတကားကြားကိုဖောက်၍ထွက်နေသောမီးအောင်ကလေးသည်ရွေရှားသွားပြီလင်ဘသူလဲကြောက်လေဘုံမင်းရဲ့ကြော်ပါဩခုနင်ကမြင်းခွာတန်တွေကြားလိုက်လို့သွားပြီထင်လိုက်တယ်မသွားကြသေးပဲကိုဟန်တာရီတက်တွေနီးလာပြီလေအသက်ကလေးတွေနှမျောเสียရာတင်နေပါဦးမေအချိန်ရှိတော့ပြေးကြပါတော့လားဟုတ်တယ် သူတို့တို့တွေတော့သွားကုန်ကြပြီကြောက်တရပဲနေရတယ်။အိုးဘာဖြစ်လို့နေရသလဲ။ကျမကိုခေါ်ရအောင်မယ်မှတ်လို့လား။အလကားအချိန်ဖြုံးမနေပါနဲ့။ဒီမှာနေရင်တေလိုက်မယ်။တေပါစေတေရအောင်ပဲနေရတာပဲခင်ဖြူကိုရအောင်ရလို့နေရတာမဟုတ်ပါဘူးအော်ရှင်တေရမှာမကြောက်ဘူးလားမကြောက်ပါဘူးမကြောက်ဖဲနဲ့ဒီကနေ့တိုက်ပွဲမှာဘာဖြစ်လို့အသေးမခံပဲထွက်ပြေးလာတယ်လေအော်တစ်တက်လုံးပြတ်ပြီဟာကပဲ တယောက်တည်းအသေးခံတွေကဘာထူးအောင်မလဲကျမလို့တော့ရှုံးလို့ပြေးရတယ်ဆိုတဲ့စကားပြောမယ်အစားအသေးခံတော့မှာပဲတလှန်နောက်ကိုမဆုတ်ဘူးရှေ့မနေပါနဲ့တော့ဒီရောက်အောင်အရှုံးပေးပြီးပြေးလာမှဖြင့်သကောင်ထက်ညစ်မနှက်ပါဘူးအသက်ကိုလွတ်အောင်သာအချိန်ရှိတော့ပြေးပြီတော့ခင်ဖြူကြောက်မပြေးဘူးစိတ်ပြထမ်းလိုက်ပြီမပြေးပါဘူးဟုပြောလိုက်သဖြင့်စကားရက်သွားလေမင်းရဲ့ကြော်လဲစကားစပြတ်သွား၍နောက်ထပ်စကားမဆက်ဘဲ အမတ်မဲ့နားဆိုင်၍ထောင်လိုက်ရအတန်ဝေးဝေးမှ မြင်းခွာတန်လိုလိုကြားမိလေဟန်သာရီတက်များနီးလာပြီလားဟု နားဆွ၍ထောင်သောအခါမူကားဘာတန်မျှမကြားရပဲချိနေလေ၏အတန်ကြာသောအခါ အတွင်းမှကိုရဲကျော်မသွားသေးဘူးလားမသွားသေးပါဘူးရှင်တေရမှမကြောက်ဘူးလားမကြောက်ပါဘူးခင်ဖြူအထင်မှားနေတာကို အထင်မမားရအောင်တက်တေအထင်ရှားပြမလို့ပါအော်ခင်ဖြူရှင် ကျုံနောက်ကိုဆုတ်လာတာကိုဒီမှာပဲရအောင်တားတဲ့အတွက်ခင်ဖြူကိုကျေးဇူးတင်မိပါရယ်အခုလဲခင်ဖြူကိုဟန်သာရီသားအထီတော်မခံဘူးငါတိတ်ပြီးမှသာဒင်းတို့ထိရမယ်လို့စိတ်ထားပြီးနေရစ်ပါရယ်တကားဖွင့်ပါအိုးဘာလို့မလို့လဲမဖွင့်ဘူးဘာမှမလုပ်ပါဘူးကျေးဇူးရှင်ကိုမသိခင်မဲတယ်ဖြူတယ်ကြည်သွားခြင်းနဲ့ဘာဖြစ်လို့ကြည်ကျင်တာလဲကျမလှတယ်ထင်လို့လားအတန်ကြားရနေတော့လှတယ်ထင်မိတာပဲ ို့တော့လှတာမလှတာအရေးမကြီးပါဘူးဒါဖြင့်အဆုံးဆိုကြတော့ရှင်ကျမအတွက်တက်တက်နေရခဲ့တာပေါ့ဒီလိုလဲတမျိုးဆိုပါတော့ကံဆိုတာမသိနိုင်ဘူးအော်ဒါကြောင့်ကိုဟုစိတ်ပြတ်တော့အတန်နဲ့ပြောလိုက်သည့်အခိုက်တွင်ငင်းခွာတန်များကိုကြားလိုက်သဖြင့်မင်းရဲ့ကြော်မှာခင်ဖြူအားနောက်ထပ်စကားမပြောနိုင်မေဓာတ်ကိုအိမ်မှချွတ်က လေကားထိတ်နှင့်တပြေးတည်းစောက်ထားသောဝရန်ဒါတဆုံးသို့ပြေးသွား၍ကြည်လိုက်ရာ လိုက်အောင်ပေမရှိတော့လဲကြယ်ရောင်ကလေးများအောက်တွင်ဟန်သာရီတက်လူတရာလောက်နှင့်ရှေ့ဆုံးက ဟန်သာရီအင်ရှိမင်းကိုရိုင်းခြေတက်လာသည်ကို တွေ့ရ၍မင်းရဲ့ကြော်သည်ရုတ်တရက်ဓားကိုမြောက်ကလာလာခဲ့ကြကွအင်းဝသားအင်းဝသားဟုဩလိုက်ရာဟန်သာရီတက်သည် ရုတ်တရက်ရက်တန့်သွားလေမင်းရဲ့ကြော်သည်လှေကားထိတ်ကအသင့်ခုခံရန်ပြန်၍ပြေးသွားရာ ရုတ်တရက်တကားပွင့်လာပြီးလင် ခင်ဖြူသည်ထွက်လာကား ကိုမင်းကျော် အထဲဝင်ခဲ့မဝင်ဘူးမဝင်ရင်ရှင်သေးလိုက်မယ်မြင်မြန်လာဟုဆိုကအတင်းဆွဲခေါ်တော့လေမင်းရဲ့ကျော်ကမင်းဝင်နေငါဒီကအစွမ်းပြလိုက်မယ်ဟုဆိုကလေကားထိတ်မှမခွာပဲစောင့်နေလေကြောင်းအောင်လေကားရင့်မှဟန်သာရီတက်သားများလေအထက်ထက်တွင်အင်းဝါသားမြင်မြရှိသည်ကိုမသိရသောကြောင့်ရုတ်တရက်မတက်ဝင်ပဲနေကြပြီးမှတယောက်က မီးရှို့ကိုမီးညှိကလိုက်ခဲ့ကြငါရှိကတက်မယ်ဟုဆိုကား နောက်၄၅ရောက်နှင့်အတင်းပြေးတက်လာရာမင်းရဲ့ကျော်သည်အနီးသို့ရောက်သည်နှင့်တပြိုင်နက်ခြေစုံးကတက်လာသောမီးရှူးကိုင်းသည့်ဟန်သာရီသားကိုတစ်ချက်တည်းနှင့် စီး၍ခုတ်ချလိုက်ရာမီးရှူးညှိ၍ရှေ့လူရောနောက်လူပါလှေကားမှ လုံထွေးကျသွားတံကိုကြားလိုက်ရလေ၏နောက်ကလူများလည်းကစင့်ကလျားနှင့်စူစူပူပူဖြစ်သွားပြီးမှတယောက်ကဟေ့နောက်ထပ်မတက်နေတော့တနပ်ပေးတနပ်ပေးဟု ပြောတံကိုကြားလိုက်သည်ဖြင့်မင်းရဲ့ကျော်လည်း တက်ခဲကြဟုဩကာပြေကားကိုပြေး၍စင်းတော်မီပြူရာနောက်မှခင်ဖြူသည်အတင်းဆွဲကမစင်းသွားနဲ့မစင်းသွားနဲ့တေလိုက်မယ်ကျမကိုဓာပေဓာပေဟုဆိုကာမင်းရဲ့ကြော်ဤလက်မှဓာကိုဆွဲလိမ့်မင်းရဲ့ကြော်လဲမင်းအထဲဝင်နေပါကိစ္စမရှိပါဘူးဟုပြောတော်လဲဟိုကျမကိုဓာပေဟုပြောကဆွဲယူ၍မင်းရဲ့ကြော်ဤလက်မှဓာလွတ်သွားသည်နှင့်တပြိုင်နက်အောက်မှဟန်သာရီတပ်သားများသည်ယုတ်တရက် မီးရှုကြီးကိုထွန်းညှိ၍ဝဲကနေမီးအောင်လက်လင်တနတ်တန်တစ်ချက်ကြားလိုက်ရပြီးနောက်လေကားမှလူတယောက်လိမ့်ကျသွားတံကို ကြားလိုက်ရလေဟန်သာရီတပ်သားများသည် လေကားမှမြေကြီးပေါ်သို့လိမ့်ကျလာသောသူကိုဝိုင်း၍မီးရှုနှင့်ကြည်အားယောက်ျားမဟုတ်ဓားကင်လျက်မိမဖြစ်နေသည်ကို တွေ့ရ၍အင်ရှိမင်းကပါမှားပြီဟုဆိုကအံ့အားသိမ့်၍ကြည်နေကြလေထိုအခိုက်တွင် လေကားမှဆင်းလာသည့်ခြေတံများကိုကြားရ၍ လှဲ့ကြည့်ကြရာမင်းရဲ့ကြော်ဆင်းလာသည်ကိုမြင်တော်လဲဝိုင်း၍မဖမ်းနိုင်ကြပဲငေးမောကြည့်နေကြလေ၏မင်းရဲ့ကြော်လဲတစုံတရာရန်သူများကိုဂယုမထားပဲလဲနေသောခင်ဖြူထံသို့သွား၍ခေါင်းကလေးကိုထူမှကြည့်ရှုကခင်ဖြူခင်ဖြူဟုခေါ်ရာခင်ဖြူသည်မျက်လုံးကလေးများကိုဖွင့်လျက်ဘေးကဝိုင်း၍ကြည့်နေသူများကို အတန်ကြာကြည့်နေပြီးမှကိုရဲ့ကြော်ကျမတို့အင်းဝါသားနော်ဘယ်တော့မှမကြောက်ဘူးဆိုတာကို ဟန်သာရီသားတွေကိုမြင်အောင်ပြပါ ကျမခေါင်းကစရိုးကလေးကိုယူသွားပါနောင်ခါတတိပြဖို့တိုက်ပွဲကြီးများကြုံတဲ့အခါဒီစရိုးကလေးကိုကြည့်ရင်ကျမကိုသတိရပါလိမ့်မယ်ဟုဆိုကာပြုံးတော့မလို့လို့နှင့်ထား၍ထိုင်တော့မလို့လို့ပြုပြီးလင်အသက်ပြောက်၍မင်းရဲ့ကြော်ဤလက်ပေါ်ရင်ပင်ပြော့ကျသွားလေ၏မင်းရဲ့ကြော်လည်းမျက်နာကလေးကိုကြည့်ကတစ်ချက်စွတ်တက်လာပြီးမှ အန်ကျိလျက်အလောင်းကလေးကိုမြေကြီးပေါ်သို့ ယူရသေးချသွားချပြီးလင်ဓားကိုကောက်ရိတ်ကင်လေဤဟန်တာရီ အင်ရှင်မင်းလေတွေ့ဝေငေးဆိုင်ကြည်နေရမှမင်းဘယ်တက်ကလေကျုပ်မုတ်ဆိုးဘူလက်ဝဲမြင်းတက်ကပါကောင်းပြီမောင်မင်းတက်ကိုမောင်မင်းပြန်ပြီးတော့သူကယ်ဆယ်ခဲ့တဲ့အသက်ကိုငါတို့မတက်လို့ဘူးဟုအမိန်ရှိသဖြင့်မင်းရဲ့ကြော်လေခင်ဖြူဤအလောင်းကိုမြင်းပေါ်သို့ပွေတင်ကဟန်တာရီ တက်ကြမှထွက်ခွာသွားလေထိုနေ့မှစ၍ ဟန်တာရီနှင့်အင်းဝတိုက်ပွဲကြီးများတွင်မင်းရဲကျော်ပါလင်းတက်ရှိကတက်လျက်သရိုးကလေးတစ်ခုကိုကြည်ကအင်းဝသားကွာအင်းဝသားကွာအော်လျက်ဘလူးတပတ်စည်းတော်သူကဲ့သို့ရွရွချွင်ချွင်တိုက်ခိုက်ရာဟန်တာရီသားတို့ပြေးရသည်ကြီးများလေ၏အချို့ကမူကားမင်းရဲကျော်၏သရိုးကလေးသည်ယသိဇော်ကြီးတို့ထံမှရလိုက်သောတကယ်တိတ်ထိပြီးသည့်စေကောင်းဟုပြောစမှတ်ပြုကြလေ၏လမ်းညွန်ချာနယ် အမှတ်2အမှတ်64 27ဒီဇင်ဘာ1934မိတ်ဆွေများခင်ဗျာအခုဆိုရင်တော့တရားကြီးစီရရေးသားထားတဲ့မြက်လေးရွှေသားဘူလို့နာမည်ရတဲ့ဝတ္ထုကိုဖတ်ပြလို့ပြီးဆုံးခဲ့ပြီပဲဖြစ်ပါတယ်အခုလိုမျိုးနားထောင်ပေးခဲ့ကြတဲ့မိတ်ဆွေအပေါင်းကိုလည်းကျွန်တော်ရဲ့ Listeners Heaven Channel ကနေအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာမိတ်ဆွေတွေအားလုံးလည်းတာယာအီးချမ်းတဲ့နေကလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ 这么高，张飞来压板，娘！